နိုဝင်ဘာလဆန်းပိုင်းကစစ်ကောင်စီလေးတက်စီကို Y8 တဲယူပို့ဆောင်ရေးလေယာဉ်20နဲ့ရုရှားနိုင်ငံထုတ်အင်ဂျင်နှလုံးတက်အလက်စားဘက်စုံသုံးတဲယူပို့ဆောင်ရေးရဟရင် MI38D လေယာဉ်3စီးတို့တက်တော်ဝင်ခဲ့ပါတယ်။ MI38D ရရင်၃စီးကတော့အရေးကြီးလူပုတ်ကိုယ်တွေတက်တော့တက်တာလိုက်ပါစီးနေနိုင်မှုတစ်စီးနဲ့စစ်စင်ရေးတွေမှာအသုံးပြုဖို့၂စီးဝယ်ယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီ MI38D ရရင်ဟာရာသီဥတုပြင်းထန်တဲ့နေရာတွေပူလွန်းအေးလွန်းတဲ့ဒေသတွေမှာမောင်းနေနိုင်ဖို့နဲ့ရှာဖွေကယ်ဆယ်ရေးတွေအတွက်ပါအသုံးပြုနိုင်ပါတယ်။ MI38 တွေရဲ့ရင်နှစင်းမှာလေယာဉ်မှုတွဲဖက်လေယာဉ်မှုနဲ့ပြန်တန်းရေးအင်ဂျင်နီယာတို့လိုက်ပါမောင်းနေနိုင်ပြီးတော့လူရောက်40အထိတင်ဆောင်နိုင်ပါတယ်။ကုန်၄ချိန်၅တန်းကျော်အထိတင်ဆောင်နိုင်တယ်လို့ဒဏ်ရာလူနာတွေကိုတင်ဆောင်မယ်ဆိုရင်တော့၁၂ဦးအထိတင်ဆောင်နိုင်ပါတယ်။ညနှုန်းတနအီကို290ကီလိုမီတာအထိပြန်တန်းနိုင်တယ်လို့အမြင့်ပေ2000ကျော်အထိပြန်တက်နိုင်ပါတယ်။အရေးကြီးလူပုဂ္ဂိုလ်စီ MI38 ရဟရင်တစင်းဟာယူရို22တန်းနီးပါးတန်ကြီးရှိပြီးတော့နောက်ထပ် MI38 ရဟရင်နှစင်းကတော့ တစ်စင်းကိုယူရို19သန်းနီးပါးရှိပါတယ်။ရောက်ရှိလာတဲ့ရဟယင်တွေအတွက်တက်စင်တာစမ်းသပ်ပြန်တန်းတာတွေလုံဆောင်နိုင်မှုရုရှားနိုင်ငံကကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ကိုဆီလုပေးมาဖြစ်တယ်လို့ပြန်တန်းဖို့နဲ့ထိမ့်သိမ့်မှုတင်တန်းချက်ယူရို2သန်းကျော်ကျတဲ့နယ်လို့လည်းသိရပါတယ်။ဒီရဟယင်တွေဟာပုံမှန်သုံးနေကြရဟယင်တွေထက်အားသာချက်များစွာရှိတဲ့အတွက်စစ်စင်ရေးတွေမှာဘုံကျဲတိုက်ခိုက်ဖို့နဲ့တပ်ဖွဲ့တွေရှေ့ပြောင်းမှုအတွက်အသုံးပြုလာနိုင်တယ်လို့စီရီယန်လေတဲ့အရာရှိတွေကသုံးသပ်ကြပါတယ်။